အစ္စရေးတပ်ဖွဲ့တွေဂါဇာတောင်ပိုင်းမှာပြစ်ခတ်ခံရလို့ဆိုပြီးအစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နတန်ယာဟုကပြန်လည်တိုက်ခိုက်ဖို့အမိန့်ပေးခဲ့ပါတယ်။ဟာမတ်စ်အဖွဲ့နဲ့အပြစ်ခတ်ရစေးသဘောတူညီချက်ချုပ်ဆိုထားတာတရင်နှစ်ပတ်လောက်ရှိလာချိန်မှာပဲအခြေအနေတွေတစတစတင်းမာလာပြီးအော်တိုဘာ28ရက်တိုက်ခိုက်မှုကြောင့်ပါလက်စတိုင်းကလေးနှစ်ဦးအပါအဝင်လူ9ဦးတက်မနေသေဆုံးသွားတယ်လို့ဂါဇာကျန်းမာရေးဌာနကပြောပါတယ်။ဟာမတ်စ်အဖွဲ့ကအစ္စရေးဒဇာဂန်တွေရဲ့ ရုပ်ကျွင်းအစိပ်ပိုင်းတွေကိုပြန်ပေးခဲ့ပေမဲ့အဲ့ဒီခန္ဓာကိုယ်အစိပ်ပိုင်းတွေဟာစစ်ပွဲအစပိုင်းကရှာတွေ့ခဲ့တဲ့ရုပ်ကျွင်းတွေရဲ့လက်ကျန်အစိပ်ပိုင်းတွေ ဖြစ်တယ်လို့အစ္စရေးကပြောပါတယ်။ ။ကစားငံတွေရဲ့ရုပ်ကျင်းတွေကိုအချိန်ဆွဲပြီးတော့ပြန်မပေးဘဲထားတာဟာအပြစ်ခတ်ရစဲသဘောတူညီချက်ကိုချိုးဖောက်တာဖြစ်ပြီး အော်တိုဘာ29ရက်နေ့တုန်းကလည်းရုပ်ကျွင်းတွေရှာဖွေတဲ့ဗီဒီယိုကိုဟာမတ်တွေကဖြန့်ပြီးတော့နိုင်ငံရေးအမျက်ထုတ်ခဲ့တယ်လို့အစ္စရေးဝန်ကြီးချုပ်နတန်ယာဟုကပြောပါရယ်ဟာမတ်အဖွဲ့ကတော့အစ္စရေးတပ်ဖွဲ့တွေကိုပစ်တာသူတို့မဟုတ်ဘူးလို့ညင်းဆိုပါရယ် အစ္စရေးကဂါဇာကမ်းမြောင်မှာကုလိုတိုက်ခိုက်တာဟာအပြစ်ခတ်ရစေးရေးကိုချိုးပေါက်တာဖြစ်ပြီးတော့နိုင်ငံတကာဖြန့်ပြေးသူတွေအနေနဲ့အစ္စရေးရဲ့လုပ်ရက်ကိုဟန်တားဖို့တိုက်တွန်းပါတယ်အစ္စရေးကဂုလိုမတိုက်ခိုက်ခင်အမေရိကန်ကိုအတိပေးခဲ့တယ်လို့ယုံကြည်ရတဲ့သတင်းအေးမြင့်နှစ်ခုကိုကိုးကားပြီးတော့ EP သတင်းမှာဖော်ပြပါရယ်အမေရိကန်ဒုသမရ JD Vance ကလည်းဂုပစ်ခတ်မှုဟာတာမန်ဖြစ်ရိုးဖြစ်စဉ်ပုံစံလိုမျိုးရှော့ပေါက်ပြောကြားပါရယ်ကျွန်တော်အောင်ဆွေပါ